အားလုံးမင်္ဂလာပါဗျာဆော့ကတီယာမြန်လေးပြန်လာပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့မန်ဒေးနိုင်ပါလေဒီပွဲစဉ်လက်ကြံပွဲစဉ်တပွဲချင်းနေရှိပါတယ်ကျွန်တော်စီးရီးမှာတပွဲဒါလီကာမှာတပွဲအိပီယာမှာတပွဲစုပေါင်းလက်ကြံပွဲစဉ်တော့မယ်ကိုဖိပီလုပ်ပြီးတော့မှဖြစ်ပါတယ်မင်းညာတော်ဒီကိုညိုလေးနှစ်ပွဲစလောက်အပေါင်းပြလိုက်မယ်လို့ပြောနေပါတယ်မင်းညာဒီအစောပိုင်းပွဲစဉ်ဒီအစမပြေဆိုမယ်ကျွန်တော်နောက်ပိုင်းပွဲစဉ် United Body United ကိုအောင်နဲ့ UE ကိုအောင်လန်ဒီကိုအောင်တို့အစပြေထားတဲ့နေထားမှာရှိပါတယ်မင်းညာကျွန်တော်ရဲ့ဒီဘူရန်မြူဘဲကောင်နဲ့ထောက်ဆန်တိုင်းမယ်ကျွန်တော် UE ကိုအောင်နဲ့အပြည့်အောင်ထားပါတယ် ဟိုနံပါတ်ဘလန်ကတော့ဒီနံပါတ်ပွဲစဉ်ကတော့တပွဲသားလောက်ပဲအပေါင်းပြတဲ့အထက်မှာရှိပါတယ်။နောက်ဒီတစ်ခါစားနံပါတ်ဘလန်နဲ့ဝီယမ်မီနန်နဲ့ဘလန်ရင်းနေကြီးကိုများဘိုင်ယိုကကိုနော့ကဖိုင်ဘာအော်ဒယ်လီကိုင်းလာရောက်ဆက်တဲ့ဝီယမ်မီကြီးနိုင်ပါတယ်။မန်နေတူဒီစူပါဆန်နေတစ်ခါစားကိုဒီမမကြီးတက်တောင်းယူထားပါတယ်။အဲစိတ်ပေါဝင်လာမျိုးကိုများဒီဖုန်းတစ်ပတ်ဘိုင်ဘောက်တကယ်လာရောက်ဆက်သွယ်မြင်မြင်လေးနေပါတယ်။ကြားရမှာလည်းကျွန်တော်တို့ဒီချန်ပီယံလေးယူရိုပါလေးကွန်ဖရင့်လေးပွဲစဉ်တွေအများကြီးရှိတာဖြစ်လို့လည်းကျွန်တော်ဒီပွဲစဉ်တွေဒီဘက်မှာပွဲစဉ်တွေအများကြီးရရှိနေအများမှာရှိပါတယ်။ တော့ဒီ preview ပွဲစဉ်တွေဘက်ကိုတွားလိုက်အောင်ပမောင်းကျွန်တော်ဒီ CDA လက်ကျန်ဝယ်စဉ်ဖြစ်တဲ့ Cream Honey နဲ့ယူရင်းကြီးဒီဘက်မှာ Wage Range က Voltage Level 50ဘူပေါင်းကြီးနှလုံး50ရှုံးမှာချေပွန့်ထားပါတယ်ဒီကျွန်တော်ဒီဘက်မှာတော့ဒီဘူပေါင်းကြီးနှလုံး50ရှုံးပေါ်ပြရမှာကိုဘအပေါ်တမျိုးတည်းကိုပဲရွေးချယ်ထားပါတယ်တော့ဒီအကွာအပေါ်ရွေးချယ်ခြင်းကလည်း CDA ဒီကန်နေတဲ့ဒီ Round 7မှာဒီကိုဘဲ Round 7ရဲ့ဒီကိုဘဲကန်ပြီးထားရမှာဒီ10ဘွဲ့ထိကိုအောက်ထားတဲ့အနေထားမှာရှိပါတယ်ဒီ တပွဲပဲကိုပေါ်ထားပါတယ်ပေါ်ထားတဲ့တပွဲကလည်းဒီနောက်ဆုံးမှာကန်ထားတယ် AC Milan တပွဲပဲဒီကိုပေါ်ထားတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့ဒီ round 7မှာတော့ရှစ်ပွဲထိကိုောက်ထားတဲ့အနေထားမှာဖြစ်တာကြောင့်ဒီကိုပေါင်းအပေါ်ကတော်လေးနည်းနေတဲ့အနေထားမှာရှိပါတယ်တပွဲပဲပေါ်ထားဖြစ်တဲ့ကြောင့်ဒီနောက်ဆုံးလက်ကျန်ဒီဖွေမွန်းနေတဲ့ယူရင်းကြီးပွဲမှာတော့နှလုံး50ရှုံးပေါက်ကြအောင်မှာကိုပေါင်းအပေါ်တမျိုးလေးကိုပဲရွေးချယ်ထားပါတယ် နောက်တစ်ဝက်ဒီလာလီကာပွဲစဉ်ဖြစ်တဲ့အလာဘတ်နဲ့ဗလန်စီယာဒီပွဲမှာအင်ရှာလာဘတ်ကဝေးလေပဲ90ပေါင်းကြီးနှလုံးတွေမှာချိန်ပွင့်ထားပါတယ်ဒီဇီလောင်ကြမ်းမနော်ဒီအဆင့်အရင်းမကွာတဲ့အတင်းတဲ့တင်ထဲတူဆိုမှုအိမ်ဝင်လေပဲ90ကဒီဈေးမှန်နဲ့နေထားမှာရှိပါတယ်လက်ရှိကန်ရောင်းဖောင်ကြမ်းမစင်နော်ကန်ရောင်းဖောင်မှာတော့ဒီအလာဘတ်ငင်းငယ်ဖောင်ပိုကောင်းတဲ့နေထားမှာရှိပါတယ်နောက်ဆုံး၅ပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတစ်ပွဲတည်းလူဝင်ဗလန်စီယာလည်းနောက်ဆုံး၅ပွဲမှာတစ်ပွဲနိုင်သုံးပွဲရှုံးတစ်ပွဲတည်းနဲ့ဖောင်ရတော့ဒီအလာဘတ်ငင်းငယ်လေးဖောင်ပိုကောင်းတဲ့နေထားမှာရှိပါတယ် ပြင်ဝင်ဝေဝင်ဖောင်ကိုကြည့်ရမှာဆိုရင်ဒီဗလန်စီယာဝေဝင်ဖောင်မကောင်းတဲ့အနေထားမှာရှိပါတယ်ဗလန်စီယာ၄ဝဲဝေဝင်ကန်ထားရမှာတကွဲပဲတည်ကန်ထားပြီးဒီကျန်တဲ့၃ဝဲကရှုံးထားနေရမှာရှိပါတယ်ကိုစာဆူနာကို1-0ဘာစီလိုနာကို6-0နဲ့ဂိုးပြတ်ရှုံးထားပြီးဒီအက်စပန်ညာကိုပဲတူတူဒရော့ကန်ထားပြီးဒီအာဒီမာဖောင်ပြက်နေတဲ့ဂျီဟိုနာကိုလည်းဒီဝေဝင်မှာ2-1နဲ့ရှုံးထားနေထားရဒီဗလန်စီယာတို့ဝေဝင်ဖောင်ဒီမကောင်းတဲ့အနေထားမှာရှိပါတယ်အင်ရှင်လာဖာရဲ့ဒီအင်ဝဲဖောင်ကြည့်ရမှာဆိုရင်ဒီအလာဖာအင်ဝဲ ဖန်ကောင်းတဲ့နေသားမှာရှိပါတယ်ဒီအင်ဝင်လေးဝက်ကန်ထားရမှာတပွဲနှစ်ပွဲနိုင်တပွဲရှုံးတပွဲတည်နဲ့ဒီတပွဲပဲရှုံးမွေးတွေ့ထားတဲ့နေသားမှာရှိပါတယ်ဒီအင်ဝင်မှာဒီအီဒီကိုလိုတင်းကိုတောင်းဒီ1 1 draw ကန်ထားတဲ့နေသားရတယ်လာဘတ်တို့ဒီအင်ဝင်ကောင်းကောင်းတဲ့နေသားမှာရှိပါတယ်အဲကြောင့်ကျွန်တော်ဒီဘွဲမှာတော့ဒီအင်ရှင်လာဘက်ကလည်းအင်ဝင်းဖောင်ကောင်းပြီးအဝေးဝင်းဗလန်စီယာလည်းဒီအဝေးဝင်းဖောင်မှာညက်နေတဲ့နေရာမှာဖြစ်လာကြအောင်လေဗျ90ရှင်းပေါက်ကြရမှာအင်ရှင်လာဘက်ကိုဝေးဝေးချထားပါရဲ့နောက်တစ်ဘွဲတော့ EPN လက်ကျန်ဘွဲစဉ်ဖြစ်တဲ့ဒီ Western နဲ့ Brandfo ဒီဘွဲမှာ ဘုံရေးတဲ့ကြီးပွင့်ထားပြီးဘူပေါင်းချင်းနှလုံးရှုံးမှာကြီးပွင့်ထားပါတယ်ဒီဈေးတန်းကိုကြည့်ရမယ်ဆိုရင်ဒီလက်ရှိ website ရဲ့ current fund ရာဒီလက်ရှိ table stand နေမှာလဲတန်းနှုံးစုံနေမှာရရှိနေတဲ့ website တို့ဒီ brand fund ကိုတတဲ့ဈေးကတော့ဒီဈေးမြတ်တဲ့နေထားမှာရှိပါတယ်ဒီနေ့ဒီလက်ရှိ current fund ကိုကြည့်ရမယ်ဆိုရင် current fund မှာတော့ဒီအရင်ကြီးကွာနေတဲ့နေထားမှာမရှိပါဘူးဒီ ancient website ကလည်းနောက်ဆုံးကတော့မာတပွဲနိုင်၃ပွဲရှုံး၃ပွဲတည်ဝင်ဝင် brand fund ကလည်းနောက်ဆုံးကတော့မာတပွဲနိုင်၂ပွဲရှုံး၂ပွဲတည်နဲ့ ောက်ဆုံးငါးပွဲမှာတော့ဒီစတင်းစလုံးကစပွဲစီပဲနိုင်ထားနေတာမှာရှိပါတယ်လက်ရှိဖောင်ရတော့အရင်ကွာဟနေတဲ့ဒီထားမှာတော့မရှိပါဘူးဘရန်ဖို့ရဲ့ဒီဝေးဝင်းဖောင်ကြည့်ရမှာဆိုလေဒီဘရန်ဖို့ကလည်းဒီဝေးဝင်းဖောင်ပြီးတော့ညနေနေထားမှာရှိပါတယ်ဝေးဝင်းအင်းဝေးဝင်း EP မှာဝေးဝင်း၃ပွဲကန်ထားရမှာ၃ပွဲလုံးနိုင်ပွဲပျောက်ဆုံးထားပါတယ်ဒီဒီတော့မလုံးကလည်းဒီအတင်းကြီးပါပဲနဲ့ဒီ Northern Forest ကို3-1နဲ့ရှုံးတယ်။ Sunderland တက်တက်အတင်းကို2-1နဲ့ရှုံးတယ်။ဒီ Fulham Fulham ကိုလည်းဒီ3-1နဲ့ ဒီအဝေးပွဲမှာဆိုရင်တော့ဂရန်ဖိုလိုအနေနဲ့ဒီအသင်းကြီးတွေနဲ့ထိတဲ့တွေ့ဆုံထားခြင်းမရှိထားသေးတာဒါမှပဲကိုပြည့်ရှုံးထားနေချာမှာရှိပါတယ်ကိုရက်ကို၃ကိုပြီးရတယ်စန္ဒလန်ကို၂ကိုစွမ်းကို၃ကိုနဲ့ဒီကိုပြည့်ဒီဒီပေကိုအများပြားနဲ့ဒီရှုံးထားနေချာမှာရှိပါတယ်အရှင်ဝဆန်းကိုကြည့်ရမှာဆိုရင်အရှင်ဝဆန်းကလည်းဒီအိမ်ကွင်း၃ပွဲမှာနိုင်ငံပြောင်းဆုံးထားနေချာမှာရှိပါတယ်ဒီနေ့ကတော့ဒီဝဆန်းကလည်းအိမ်ကွင်းနိုင်ငံပြောင်းမရရှိထားပြီးတဲ့ ဒီဒီဘန်ဖူကလည်းဝင်ဝင်နိုင်ွယ်မရရှိထားတဲ့ပါဘူးအင်ရှင်ဝက်ဆိုက်ကိုကြည့်ရမှာနဲ့အင်ဝင်၃ဘက်ကညက်စီတော်တောင်စပါခရစ်စတန်ဘဲလေးဆိုပြီးတော့ဒီပွဲတော်ကြက်ထားနေမှာရှိပါတယ်သူနေနဲ့အတင်းကြီးမတဲ့ပါဝင်ဒီဟာဒီမှာဒီခေါင်ကောင်းနေတဲ့ခရစ်စတန်ဘဲလေးနဲ့လည်းကန်ထားနေထားမှာဒီ၃နံလုံးကခက်ခဲတဲ့နေထားမှာဖြစ်တာကြောင့်ဒီအင်ဝင်မှာတော့နိုင်ွယ်မရရှိထားတဲ့နေထားမှာရှိပါတယ်ဒါကြောင့်မို့ဒီဘက်မှာတော့ဒီအဝေးဝင်းဘန်ဖူတို့ဒီဝေဝင်းမှာခေါင်အောင်နေတဲ့နေထားမှာလည်းဖြစ်တယ်ဒီဝက်ဆိုက်တို့အင်ဝင်နိုင်ွယ်မရရှိထားတဲ့နေထားမှာ ီဘွဲမှာတော့ဒီပမာဆုံးအင်ဝင်နိုင်ဝဲရရှိသွားမဲ့ဝဲလို့ယူဆပါတယ်။ဒါကြောင့်ကျွန်တော်ဒီထဲပေါက်ကြီးအောက်မှာအင်ရှင်ဝက်ဆန်ပေါ်ယူပြီးချထားပါတယ်။မန်းနေနိုင်မှာအားလုံးပဲပေါင်းပြကြပါလိမ့်ဗျ။